ဆိုတော့ဖက်စစ်အာနာရှင်ဝါရဆိုတာမင်းအွန်လိုင်းနဲ့သူစစ်သားမာတယ်ရှိတာမဟုတ်ပါဘူးဒီရင်ကျင်းမှုနဲ့ဒီဘာသာရေးနဲ့ဒီစနစ်ကပြည့်ပြင်မှုအောင်ပါလုံးမဲမင်္ဂလာပါမြန်မာ new media channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာတတင်းသူတတင်းဦးတွေကိုနေ့စဉ်နဲ့အမျှအစစ်ဆက်မပြတ်တင်ဆက်ပေးလို့နေပါတယ်ခုလိုမျိုးတတင်းသူတတင်းဦးတွေကိုအချိန်နဲ့တပင်းကြီး ကြည့်ရှုနားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel ကို subscribe လေးနှိပ်ပေးဖို့ပြောချင်ရှင်ပါတယ်။ Yes sir ဆိုဥပဒေမဲ့ပြုကျင့်ခြင်းကိုဖက်စစ်ဝါဒလို့ကျွန်တော်တို့အကြမ်းင်းပြောလို့ရမယ်ထင်ပါတယ်။ဒုတိယကမ္ဘာစစ်တုန်းကကမ္ဘာနိုင်ငံအသီးသီးကတတ်မှတ်ခဲ့ကြတဲ့ဖက်စစ်ဝါဒအခုကျွန်တော်တို့မြန်မာအမျိုးပေါ်မှာတရားမဝင်မတရားအာဏာသိမ်းနိုင်ငံတော်ပုံကံနဲ့စစ်တပ်ကိုလက်ကရုံးလက်ကင်တုပ်ဖြစ်အုံပြုပြီးတော့ ဆိုးသွမ်းရက်ဆက်တဲ့မင်းအောင်နိုင်ဦးဆောင်နဲ့စစ်ဗိုလ်ချုပ်တစုရဲ့ရုံမှဆိုးသွမ်းသောကိုချိုးစည်းပွားရှာဖွေခြင်းလုပ်ငန်းစဉ်ဟာဖက်စစ်ဝါဒမူခွဲတစ်မျိုးသာဖြစ်ပါတယ်။အော်ကျွန်တော်နိုင်ငံကပမာဏနိုင်ပြောရရင်နှစ်ပေါင်း80လောက်အာနာရှင်အဆက်ဆက်ရဲ့ဤပေါင်းစုံသောဖြစည်းမှုနှိမ့်ဆက်မှုကန့်တတ်မှုတင်းကုတ်မှုပုံသွင်းမှုမျိုးဆက်လိုက်အမွေခြံမှု ဆရာနာရှင်စနစ်တည်တတ်နိုင်ရေးအတွက်လိုအပ်တဲ့တောက်တိုင်တွေဖြစ်တဲ့ဆရာနာရှင်အငယ်စားလေးတွေကိုမွေးမြူဖို့ညီပေါင်းစုံနဲ့ကြိုးပမ်းမှုသိင်းကွဲမှုတတ်ရှုံမှုညီညွတ်မှုမရှိအောင်ဖြိုခွဲမှုဒီဟာတွေကိုကျွန်တော်တို့မျိုးအဆက်ဆက်အနည်းဆုံးမျိုးဆက်30ဆက်ကျွန်တော်တို့ခံခဲ့ရပါတယ်ကျွန်တော်တို့ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်သို့တော့အခုလာမယ့်လာပြီးခဲ့တဲ့9နှစ်10နှစ်ကြေကြေပြန့်ပြန့်ပြောတာ20ကျော်30တော်တဲမှာဒီမိုကရေစီဆိုတဲ့လူတိုင်းအတွက်လွတ်လပ်ခွင့် လူတွေကိုအုပ်ချုပ်တဲ့အုပ်ချုပ်သူလူထမ်းစားမှာပြည်သူရွေးချယ်တင်မြှောက်မှာပြည်သူထောက်ခံယုံကြည်မှုရမှာအုပ်ချုပ်권ရစေရမယ်ဆိုတဲ့ဒီမိုကရေစီစနစ်ကိုစတင်မျိုးစေ့ချတွတ်သွင်းခဲ့တဲ့အတွက်ကြောင့်ပြည်သူတွေသူတို့ဖြင့်လူငယ်တွေဟာအသိဉာဏ်တွေနိုးကြားကျေပြန့်လာပြီးတော့အာနာရှင်စနစ်ရဲ့ဆိုးကျိုးတွေအာနာရှင်စနစ်အောက်မှာမလူတာမလွန်တာရှင်သန်ရတဲ့ဘဝတွေယုံမုံမှုတွေနဲ့ဒီမိုကရေစီစနစ်အောက်မှာပျော်ရွှင်ငြိမ်းချမ်းစွာအတူတကွတိုင်းသားအားလုံးနဲ့အတူလက်တွဲပြီးတော့ပျော်ရွှင်စွာနေခွင့်ရမယ်ဆိုတဲ့တရားငြိမ်းချမ်းသောဒီ ိုင်ငံရေးလူမှုရေးစနစ်ကိုမျောလင့်တောင့်တစွာနဲ့အခု2015ကနေ2020ကြားမှာရရှိခဲ့တဲ့အစွန်အဖျားလေးတော့နော်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့ဥဆောင်မှုအောက်မှာရရှိခဲ့တဲ့ဒီမိုကရေစီရဲ့အသီးပွင့်တွေကိုအစွန်အဖျားလောက်လေးခံစားရတော့မှအင်မတန်နှစ်ချိုက်ဖွယ်ကောင်းပါလားအင်မတန်သဘောကျကျေနပ်ဖွယ်ကောင်းပါလားအင်မတန်မှလူဖြစ်ရကျိုးနတ်လာပါရည်လားလို့ဆိုကျွန်တော်တို့ခံစားခဲ့ကြခဲ့ကြရတာပြည်ပြည်စုံတဲ့ဒီမိုကရေစီလုံးဝငြိမ်းချမ်းမှုကိုအာမခံနိုင်တဲ့ဒီမိုကရေစီစိတ်တစ်ပိုင်း စစ်တပ်ကဖက်စစ်တပ်ကဝင်ရောက်ချုပ်ချယ်လွှမ်းမိုးထားတဲ့2020နဲ့25 2015နဲ့20ကြားမှာတော့မှရအောင်ကျွန်တော်တို့လွတ်လပ်ခွင့်ရအောင်တိစောက်နိုင်ခဲ့သေးရင်ဖက်စစ်ဝါဒဖက်စစ်စစ်တပ်လုံးဝအမြင့်ပြပြူလဲသွားတဲ့တစ်ချိန်တိုင်းသားများအားလုံးနိုင်ငံသားများအားလုံးအသိဉာဏ်ပညာကြီးမြင့်တဲ့ခေါင်းဆောင်တွေအားလုံးပေါင်းစုညီညွတ်တဲ့ဆံမကားနဲ့နိုင်ငံတော်တကြီးကိုတိစောက်နိုင်စွမ်းရတဲ့နေ့မှာဘလောက်တော်ပျော်ရှင်လိုက်လိမလဲဆိုတဲ့ညှို့လင့်ချက်နဲ့ကျွန်တော်တို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီဟာဖက်စစ်အာဏာရှင်စနစ် လုံးဝအမြင့်ပြုတ်အာအရေးအငွေ့အစွန်အဖျားဂိုင်းကနလေးမြမကြံရအောင်ကျွန်တော်တို့ကြိုးပမ်းကြရမှာဖြစ်ပါတယ်ဒါကြောင့်မလို့တော်လိုင်းတက်ဖို့ပင်အားလုံးဟာဖက်စစ်စနစ်ကိုဖြိုရင်းဖက်စစ်တပ်တွေကိုတိုက်ထုတ်ရင်းဖက်စစ်ဇရိုက်ဖက်စစ်လုံရဖက်စစ်ဆန်သောအပြုမှုအတွေးခေါ်အမျိုးအနွယ်မျိုးဆက်ကိုရှိမှာလုံးဝမကြံရအောင်ပြုမှုကြင့်ကြံဖို့စမ်းသစ်နေဖို့လိုပါတယ် ဖက်စစ်တွေလုတ်တယ်လို့သူတို့တတ်တယ်ငါတို့တတ်မယ်သူတို့ဖမ်းတယ်လို့ငါတို့ဖမ်းမယ်သူတို့ရုတ်တယ်ငါတို့ရုတ်မယ်ဆိုတဲ့လုပ်ရမျိုးကျွန်တော်တို့တော်လိုင်းရေးဘက်သားဘက်ကမိသူတူတူတယောက်မှရောင်လို့တော့မှမပြုတ်မှုမိကြဖို့လိုပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တင်ပြချင်တာကကျွန်တော်ဒီရပ်ပိုင်းကြားသိရတဲ့ဝန်းနေစရာဖြစ်စဉ်လေးတစ်ခုကိုအခြေတည်ပြီးတော့ကျွန်တော်တို့နိုင်ငံသားတွေထဲမှာလည်းပဲဖက်စစ်အာဏာရှင်စစ်နစ်ရဲ့အငွေအသက်တွေကြောင့်ဖက်စစ်အာဏာရှင်စနစ်ရဲ့ပုံသွင်းပြည့်ပြင်းမှုကြောင့်ကိုကိုယ်တိုင်ဖက်စစ်ကိုတော်လှန်နေတော်ညာ ကိုကိုတိုင်ဖက်စစ်ကိုမကြိုက်ဘူးလို့ကြွေးကြော်နေတော်ညာကိုကိုတိုင်ဖက်စစ်အာဏာရှင်ဇေယိုက်ဆန်နဲ့ငုံနေတော်ဗီဇတွေရှိတတ်တယ်ဆိုတာလေးဥပမာပြချင်တာပါ။ဒီအပိုင်းကျွန်တော်မိတ်ဆွေတယောက်နာမည်တော့မဖော်ပြပါရစေနဲ့ထိုင်းနိုင်ငံကနေဆက်မျိုးတစ်မျိုးမှာအားလုံးလည်းသိကြရင်သိမှာပါ။ဂျီဒီတို့မဟုတ်ဒီကိုမြန်မာလူမျိုးတွေပဲရွှေပြောင်းလူသမားတွေကြီးပဲစုစည်းပြီးတော့ပရိုက်တာအသွင်ဆောင်နဲ့ကြောင်းတစ်ကြောင်းဖွင့်ထားပါတယ်။ဖွင့်ထားပြီးတော့ဒီကြောင်းမှာ မြန်မာလူမျိုးမြန်မာပြည်ကရွှေပြောင်းလုပ်သားတွေရွှေ့လာတဲ့လူတွေထဲကပဲဆရာဆရာမတွေပြန်လည်ခန့်အပ်ပြီးတာဝန်ပေးကာများသောအားဖြင့်ရွှေပြောင်းလုပ်သားတွေသားသမီးတွေနဲ့မိဘမဲ့တဲ့စစ်ပွဲအကြောင်းဖြစ်စေအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေမိအဖမရှိတော့ရှာတဲ့သားသမီးငယ်လေးတွေကိုဒီကြောင်းမှာအနှံ့ပြီးတော့ပရိုက်တာခေါင်းဆောင်တွေကတကယ်ကိုပဲငွေအားရန်ပုံငွေအားရှာဖွေထောက်ပံ့ပေးပြီးတော့အကြောင်းကိုတိဆောက်လက်ပတ်စီပါတယ်အခုကျွန်တော်ကြားသိရတဲ့ဖြစ်စဉ်လေးတစ်ခုကအလုံးအမဝမ်းနေစရာကောင်းပါတယ် ကိုသားသမီးချင်းစာနာပြီးတော့အလွန်ကြေကွဲလို့ကျွန်တော်ဒီဖြစ်စဉ်ကိုတင်ပြတာဒါကလည်းပဲဖက်စစ်အာဏာရှင်အဆက်မှာကြီးပြင်းလာခဲ့တဲ့လူတွေမှာငုတ်ရှိုးကြံရင့်နေတတ်တဲ့စိတ်ရိုင်းတွေကိုတင်းတက်နိုင်ဖို့အတွက်ဒီလိုပြုမှုမျိုးတွေကိုအသွင်ဟန်တရန်ဟန်ဆောင်မှုမျိုးတွေကိုပပလက်လက်သူတော်ကောင်းရောင်ဆောင်ပြီးတော့ရုပ်ရုပ်မှမှကျင့်တတ်တယ်ဆိုတဲ့လူမျိုးတွေရှိနေတိုင်းလို့ဒါတွေကိုကာကွယ်နိုင်ဖို့အလို့ငါကျွန်တော်တင်ပြတာဖြစ်ပါတယ်။အဲ့လိုစကားဆက်ရရင်အဲ့ဒီကြောင်းတစ်ကြောင်းမှာနေဆက်ကထိုင်းမျိုးတစ်မျိုးကကြောင်းတစ်ကြောင်းမှာတောင်အုပ်ဆီယာ ကျောင်းဆရာမအဖြစ်ခန့်ထားတဲ့မြန်မာလူမျိုးနော်မြန်မာလူမျိုးဗမာဗမာနော်ဗမာဆရာမတယောက်ကဒီနေ့ဆီလာများလုံနေပါပြီတဲ့ဒါပေမဲ့သူ့ကိုနောက်ွယ်ကနေပြီးတော့ကျွန်တော်တို့ထောက်ပံ့ပေးနေတဲ့လူတွေဒီဒီလူရှင်တွေဒီကျောင်းကိုဖွဲ့စည်းတည်ထောင်ပေးတဲ့ပုံကိုတွေကတော့အမတန်းမှမုံမြတ်ဖြူစင်တဲ့ပုံကိုပါဒါကျွန်တော်ကိုယ်တိုင်အာမခံလို့ရတယ်ဒီကျောင်းကိုတည်ထောင်ပေးထားတဲ့နောက်ွယ်ကနေပြီးတူတူတိတိနာမည်မခံမဲနဲ့လှုပ်လှုပ်ပေးနေတဲ့လူတွေကတကယ်ကိုဖြူစင်တဲ့နော်ကျွန်တော်တို့မြန်မာပြည်မှာမွေးတဲ့နော် ဒီ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 ဟွာတိုင်းရင်းသားတွေပါနော်တိုင်းရင်းသားတို့မျိုးပါအဲသူတို့ဖြူစင်ပါတယ်သူကတော့တခြားတမျိုးကနေပြီးတော့ငွေကြီးတွေရှာသူ့အလုပ်ကနေရတဲ့လုပ်ငန်းတွေကနေပြီးထောက်ပံ့ပေးပံ့ပိုးပေးသူကလက်ပတ်ပေးပြီးအကြောင်းကိုအကြောင်းကြီးကြီးစမိုင်းကြီးနဲ့အပ်ထားတာပေါ့နော်လေဆက်မျိုးဆိုတော့အဲ့တော့အခုဖြစ်လာတဲ့ဖြစ်စဉ်ကလေးတယောက်ကျောင်းသားလေးတယောက်ဆယ်ကျော်တက်ကလေးပါဆယ်နှစ်ကျော်ကျော်လေးပါအဲ့ကလေးကိုအဲ့ဒီဆရာမအကြောင်းဆရာမ ဘလောက်ထိအကလေးအပါဝင်တခြားမိဘမဲ့ကလေးတွေဘလောက်ရက်ဆက်ရုံရုံမာတဲ့ပြုကျင်မှုတွေပြုတ်တာပေါ်ပေါက်လာတဲ့လေဆိုရင်ကလေးတွေကိုခမင်းကျွေးတဲ့ဟင်းကျွေးတဲ့အခါမှာဟင်းအသိုးတွေပဲကျွေးဟင်းအသိုးတွေပဲကျွေးတယ်ကောင်းတာမကျွေးဘူးဒီရှိကကျွန်တော်လက်ခံလို့ရတယ်လက်ခံလို့မရနိုင်တော့တဲ့အတိုင်းအတာတွေပေါ်ပေါက်လာတာကအဲ့ဆရာမကြီးကသူ့မွေးထားတဲ့ခွေးတွေအများကြီးရှိသူ့မွေးထားတာကုန်ချစီတွေလည်းအများကြီးကုန်တယ်ခွေးတွေကလေးတွေတော့ကျွေးမကျွေးတော့မသိခွေးတွေတော့သူအများကြီးကုန်ဆိုတော့ခွေးချစ်တာကိုကျွန်တော်အပြစ်မယူဘူးသူ့သူ့ရဲ့ လူသားဆန်တဲ့စိတ်ဖြစ်သဘောထားတိုးတော့အဲ့ဒီခွေးခွေးကြီးကသူ့ရဲ့အိမ်ထဲမှာဝင်ပြီးတော့ချိပါလို့ဆိုပြီးတော့အဲ့ခွေးကိုထိန်းသိမ်းရှောက်ရှောက်ဖို့သူတာဝန်ပေးထားတဲ့ចောင်းသားလေးတွေကိုအိမ်ထဲမှာပါထားတဲ့ခွေးကြီးကိုရှာနဲ့ရက်ပြီးတော့တန်ရှင်းလုတ်ခိုင်းတယ်စားခိုင်းတယ်ကလေးတွေကခွေးကြီးဘလောက်နံလဲသိတာပဲကလေးတွေမစားဘူးညင်းတော့ကလေးကိုခေါင်းရိုက်ခွဲတာဒံရဘလဘွားနဲ့ဆေးရုံရောက်လာဆိုတော့ဒါ တိတာထင်ရှားတဲ့ဖြစ်စဉ်တစ်ခုလူတို့ရှင်းအချင်းချင်းတင်ပြရတာပဲဖြစ်သေးတယ်ဒီလောက်တောင်လှုပ်ရဲတဲ့လှုပ်ရက်တဲ့ဆရာမတယောက်လက်အောင်မှာအဖေလည်းမရှိမိလည်းမရှိအားကိုးရလည်းမရှိလို့ကြောင်းအိတ်ကြောင်းစားဒီဆရာမကြီးကိုအမေအဖေပဲသဘောထားပြီးတော့မိရရှာတဲ့ကလေးလေးတွေဘလောက်နှစ်ရှည်လာများစိတ်တော့ကဖြစ်စီဒုက္ခရောက်ရှာနေခင်မလဲကိုချင်းစာစဉ်းစားကြည့်ဒါကျွန်တော်ကအရင်ကစအမိမကြီးလို့ပြောသလိုဒီဆရာမကြီးဗမာပြည်ကလာတယ်ကြောင်းအိတ်လှုပ်တယ်ကလေးတွေကိုသူကိုယ်တိုင်ဦးစီးပဲပြင်ပြီးလှုပ်တယ် ခုမှစင်းစရားတွေပေါ်ပေါက်လာတဲ့ခါမှာငွေကြေးလွဲသုံးစားလုပ်ထားတယ်အများကြီးပေါ်လာကလေးတွေဝိုင်းစုတိုင်ကြပြီမကြောက်တော့ဘူးကလေးတွေရတယ်တိုင်ရတော့ပေါ်ပေါက်လာကလေးတွေဟင်းသူနဲ့ကျွေးတာတွေခွေးချီကိုအတင်းစားခိုင်းတာတွေရိုက်တာနှက်တာရဲဆဲဆဲလူမဆန်ပြစ်ကျင်တာမှာကြီးပြင်းလာတဲ့လူတိုင်းမှာအနေနဲ့အများကြံနေရစ်တက်တယ်ရှိနေတက်ကြတယ်ဆိုတာဒီအကြောင်းဆရာမရဲ့လက်တလောအခုရပိုင်းပြုကျင်တဲ့ဖြစ်စဉ်ကဟောပြပါဒါအလားတူအတင်းတနေအများကြီးရှိတယ်ဥမာဆိုရင်ရွှေကုတ်ကိုတားဖြစ်လုပ်ငန်းနဲ့လဲပတ်နေတဲ့အထက်မှာကျွန်တော်ဆိုလွန်ခဲ့တဲ့9လလောက်ခရေက ီအကြောင်းအရာတွေတိဒါဖြစ်လုပ်ငန်းမှာလုပ်နေတဲ့လူတွေနော်ဒီ DGB အဖွဲ့တွေဟိုအာ BGF အဖွဲ့တွေသူတို့ပါဝင်ပတ်သက်နေတဲ့လုပ်ငန်းစုတွေထဲမှာနိုင်ငံခြားသားအိအတရုတ်ဒါပေါ့လူမျိုးစုံထိုင်းနေမလေးရှားနေကမ္ဘောဒီးယားနေပေါ်တွေအကုန်လုံးပေါ့လူမောင်ခိုလို့လုံးလကန်ရရှိမယ်ဆိုပြီးတော့ဖျားယောင်းလိန်လေခေါ်ခေါ်ပြီးတော့သူတို့ခိုင်းတဲ့အလုပ်တွေလုတ်ခေါင်းနဲ့အလုပ်ကိုမလုပ်ဘူးဆိုရှင်နှိပ်စက်နေတာတွေကျွန်တော်ဗီဒီယိုဖိုင်အကုန်မြင်ရတယ်လူကနေငားလာကြတယ် ျွန်တော်တို့ဖက်စစ်အာဏာရှင်စနစ်ကျေပြန့်စွာအမြင့်တွယ်နေသေးတဲ့နိုင်ငံတွင်းကဖြစ်စီတယ်။အာလူကိုလက်ထိတ်ခတ်ထားတယ်။တန်တန်တန်းမှာပြီးလက်ထိတ်အဲ့တန်တန်းကိုကျေစက်နဲ့တို့တယ်။ရာတုံနေတဲ့ဗီဒီယိုဖိုင်နှိပ်စက်နေတာတွေအရိုက်နဲ့နေတာတွေညှဉ်းပန်းနေတာတွေအများကြီးမြင်ရတယ်။အဲ့တော့ကျွန်တော်တို့အမြန်နိုင်ငံမှာဒီစနစ်ဆိုးကြီးရှိနေသေးတဲ့မြတ်ပွဲရမှာတစ်မျိုးလူမြန်ရမှာတစ်မျိုးဒီလိုရက်ဆက်ရုံမှမူမျိုးတွေညီမျိုးမျိုးနဲ့တည်ရှိနေဦးမှာဖြစ်တယ်။အဲ့တော့တရားဥပဒေစိုးမိုးဖို့လိုတယ်လူသားချင်းစာနာတတ်တဲ့ယဉ်ကျေးသောနှလုံးသားတွေလူတိုင်းမှာ တကယ်နဲ့ဆိုင်စွာကျင့်သုံးနိုင်တဲ့ဘာသာရေးလူမျိုးလူမျိုးနဲ့လူမျိုးတမျိုးချီနဲ့ချီတဲ့ရည်ချင်းမှုဒလိထုံးစံတွေပေါ်ပေါက်လာဖို့လိုတယ်ရှက်စရာကိုရှက်တတ်တဲ့ဝင်းဝိုင်းတွေကိုတိဆောက်နိုင်မှုလေအခုကရှက်တဲ့နာကိုမရှက်ဘူးမရှက်တဲ့နာကိုရှက်နေတဲ့ဝင်းဝိုင်းဖြစ်နေတာကိုအာနာရှင်စနစ်အောက်မှာတွေ့ရပါတယ်အဲတော့ကျွန်တော်တို့တွေဖက်စစ်အာနာရှင်ဖက်စစ်ဇေယိုက်အာနာရှင်ဖက်စစ်စနစ်လုံးဝအမြင့်ပြတ်ဖို့ဆိုလို့ရင်လူတိုင်းဟာပွင့်လင်းဖို့မြင်တယ်ပွင့်လင်းဖို့လိုတယ်ယူသားဖြောင်းမဲ့ဖို့လိုတယ် ရဲရင်မို့လို့တဲ့သူတဖြင့်လူသားချင်းလူခွင့်ရေးအပြန်အလှန်စာနာကိုလည်းဒီလူခွင့်ရေးပိုင်ဆိုင်သူဖြစ်တယ်သူလည်းဒီလူခွင့်ရေးပိုင်ဆိုင်မှုဖြစ်တယ်ဆိုတော့အခွင့်အရေးကိုအပြန်အလှန်အတိမပြုနားလေကျင့်သုံးတတ်တဲ့လူမျိုးတွေဖြစ်ဖို့လိုပါတယ်။နိုင်လုံမင်းထက်ကိုကျောင်းဆရာမကတပည့်ကိုပြုချင်တာဖြစ်ဖြစ်တပ်ဖွဲ့အုပ်ချုပ်သူအားရှိကတပ်ဖွဲ့ကအုပ်ချုပ်ခံငယ်သားကိုပဲဖြစ်ဖြစ်မိသားစုထဲမှာအဖေအမေနဲ့အကိုအကြီးကညီငယ်ဆုံးလေးကိုပဲဖြစ်ဖြစ်ဘဲစိတ်ပိုင်းဘဲအဖွဲ့အစည်းဘဲအမျိုးတေးမှမဆို ကြီးနိုင်ငယ်ညင်းကြီးလို့အာနာရှိလို့လက်နက်ကြီးလို့ပါဝါကြီးလို့ဆိုပြီးအောက်ခြေကို နိုင်ကျင့်တယ်ဆိုတော့နိုင်ကျင့်မှုမျိုးလုံးဝကျွန်တော်တို့ရှိမှာမဖြစ်ဘူးလောက်ပါတယ်ကျွန်တော်တို့စီဆိုတာလွတ်လပ်သောပြည်တော်စုတစ်ကိုမျောမှန်းပြီးတော့တိဆောက်နေတဲ့အင်အားစုအသီးသီးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ဒီဥပမာတစ်ခုနဲ့ပဲဒီနေ့စပြပြီးတော့မကြခင်မှာအပြည့်ပြတ်ဖြူဖြက်ဖယ်ရှားနိုင်တော့မဲ့အာနာရှင်စနစ်အမြင့်ပြည့်ရေလုပ်ငန်းစဉ်တွေမှာအားလုံးတက်ညီလက်ညီညီညွတ်သူတစ်ဖြစ်တော့တိုင်းရင်းသားအားလုံးနဲ့ ကျွန်တော်တို့အတိုင်းအတာဒီအားလုံးနဲ့ပေါင်းစပ်ညီညွတ်တဲ့ခွန်အားဆွမ်းမကားကိုတိဆောက်နိုင်မှကျွန်တော်တို့ရဲ့တော်လန်ရေးຫນွေဦးတော်တော်ရင်ကြီးအောင်မြင်မှာဖြစ်ပါတယ်အဲကြောင့်ဥဆောင်နေတဲ့တိုင်းသားဖွဲ့စည်းတိုင်းသားခေါင်းဆောင်အားလုံးတိုင်းသားတော်လန်တလက်ခွန်တပ်ဖွဲ့အားလုံးနဲ့ PJ တပ်ဖွဲ့ဝင်တွေအားလုံးတက်တက်ကြွကြွယူယူသားသားရဲရင်စွာနဲ့နိုင်ငံကောင်းကျိုးတည်ပိုးနေတဲ့သူရဲကောင်းများအားလုံးကိုကျွန်တော်တို့အားလုံးဂုဏ်ပြုလေးစားပါတယ်